ုမြန်မာနိုင်ငံကြီးကတက်တည်ပဲကမ္ဘာအလယ်မှာအထင်ကရဗုဒ္ဓဘာသာထေရဝါဒ၅နိုင်ငံလို့ပြောပေမဲ့ထေရဝါဒပြပြသတ်သလေးကြံနေတာမြန်မာနိုင်ငံတနိုင်ငံတည်းပဲရှိတော့တယ်အဲဒါလို့ကမ္ဘာကလည်းသိထားတယ် ဒီနေ့ကဗတ်အလိမ်မှာမြန်မာနိုင်ငံဗုဒ္ဓဘာသာကိုးကွယ်တဲ့ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးလို့သတ်မှတ်ထားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေတိလနဲ့ရှင်ကြည်ရင်ကျင့်ဝတ်စည်းကမ်းတွေနဲ့ရှင်ကြည်ရင်မြန်မာနိုင်ငံသည်ကဗတ်အလိမ်မှာအထက်တန်းရောက်နေလားအောက်တန်းရောက်နေလားဩဒီလိုတော့သိတာပဲနော်လက်အစားဆုံးတိုင်းပြည် ဗယံပရံအနိုင်ဆုံးသိမ့်ပြီပညာရှင်တွေကိုယ်တိုင်သိက္ခာမဲ့နေတဲ့တိုင်းပြီအင်ဂျင်နီယာအင်ဂျင်နီယာသိက္ခာမရှိလို့နင်တို့တရားကြီးချိုးထားတာသာကြည့်နော်တခိုးတွေအင်ဂျင်နီယာဖြစ်နေတော့အင်ဂျင်နီယာကျင့်ဝတ်ကိုမဆောင်ထိန်တော့ဘယ်အဆောက်အုံမှအဆင့်တန်းမီတာမရှိဘူးဒီတိုင်းပဲမင်းတို့ပညာတတ်လို့မင်းတို့နိုင်ငံကသတ်မှတ်ထားတဲ့ဆရာဝန် ဆရာဝန်မှန်သမျှဆရာဝန်တော်တော်များများကလည်းကျင့်ဝတ်သိက္ခာကိုဆွတ်လွတ်လိုက်ကြပြီအောက်ထစ်ဆုံးဖြစ်တဲ့အပန်ရှင်းဆုံးအသက်မွေးဝမ်းကြောင်းလို့ယူဆရတဲ့เจ้าဆရာဆရာမတောင်သိက္ခာပျောက်သွားပြီအဲ့တော့ဈေးသေးအစเจ้าဆရာဆရာမအဆုံးသိက္ခာမဲ့နေတဲ့တိုင်းပြည အဲ့ဒါသီလကိုတန်ဖိုးထားလို့လားတန်ဖိုးမထားလို့လားသီလအကြောင်းတကယ်သိလို့လားမသိလို့လားသိလို့ပါဗျာအဲ့ဒါသာသနာတကယ်တော့မြန်မာနိုင်ငံကအမိခံတက်တက်ပဲရှိတော့လားသီလချင်းဝတ်တည်းအသေးသေးဖောက်ဖျက်ကုန်ကြတော့မြတ်စွာဘုရားအဆုံးအမကို မသိသူမလိုက်နာသူတွေလို့အတိပ္ပယ်မရောက်ဘူးလားအဲ့တော့သီလမပြတ်ပြီဆိုမှတော့တမာရီဆက်မေးเสียမလို့တော့ဟမ်တမာရီရှိတဲ့လူနဲ့မရှိတဲ့လူဘယ်တင်းကများသီလပြတ်တာတမာရီမရှိတော့ဘူးသူသီလပြတ်ပြီဆိုကြတဲ့တမာရီရှိเสียမလို့တော့အဲ့သီလတမာရီမရှိဘူးဆိုတာပညာရှိတယ်လို့ပြောသလားပညာမဲ့သွားပြီလို့ပြောတယ် ပညာမဲ့သွားလို့မြန်မာနိုင်ငံသူနိုင်ငံသားလမ်းပေါ်မှာလဲလမ်းစည်းကမ်းနဲ့အညီမသွားတတ်ဘူးအမိုက်တောင်ဘယ်လိုစနစ်တကျပြည့်ရမှမသိဘူးကျန်တာဆိုတာတော့ဝေးတော့ဘာမှပြောမနေနဲ့တော့အခုအစားတော့ဘလို့အန္တရာယ်ကင်းအောင်စားရမယ်အဟာရဖြစ်အောင်စားရမယ်ကိုတိုင်းပြည်ကိုလူမျိုးကိုနိုင်ငံဘယ်လိုကာကွယ်ရမယ်ဘယ်လိုစောင့်ရှောက်ဘာမှမသိတော့ပညာမဲ့တဲ့တိုင်းပြည် နိုင်ငံတကာကအစိတ်တောက်မှန်သမျှအကုန်သွင်းလာတဲ့မျိုးစိတ်မမှန်အခုနင်တို့စပားမျိုးရင်းတောင်ဘယ်သွားရှာမှမသိဘူးစပားလောဘတကြီးနဲ့ရှောက်ပြီးတော့ထင်ရှားရှောက်ဆိုင်နေကြတယ်အဲ့စာနင်တို့စိုက်တဲ့ဆန်စားမရတော့ရှင်းလား